ရောမာကိုအချံပံမဟုတ်ပဲအမှန်ကန်ဆိုပြီးချန်ပီယံကပ်ဘက်စင်ခေါ်ခွင့်ရခဲ့တဲ့ဖန်ပရိသတ်များအားလုံးမင်္ဂလာများမန်ချက်စတာဖောဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ချင်းနေဂျိုရှော့ဘန်ကတော့တကမ္ဘာလုံးကိုတုံလုံသွားအောင်လှုပ်ပြသွားခဲ့ပါရင်မြန်မာကိုစားပြုဖိုင်တာဂျိုရှော့ဘန်ကတော့ flyway အဆင့်တင်နေရကအမေရိကန်ဖိုင်တာဘရန်ဒန်ရိုဘာနဲ့ချန်ပီယံကပ်ဘက်စင်ခေါ်ခွင့်အတွက်ရှင်ပြိုင်ထိုးသက်ခဲ့ကြပါရင်ဘန်ကရိုဘာကိုအမှတ်နဲ့နိုင်ခဲ့ပြီးတော့ချန်ပီယံကပ်ဘက်စင်ခေါ်ခွင့်ရရှိသွားခဲ့ပါရင်ပွဲကလည်းတော်တော်လေးကိုကျန်းလုံးပါရင်ဖိုင်တာနှစ်ဦးစလုံးကတစ်စက်ကလေးမှနားနေတာတုံဆိုင်နေရမျိုးမရှိပဲတောက်လျှောက်ဖိုင်တင်ပလေးကြတာပါ ။မြောင်စလုံးစတန်ဖိုင်တမဘောင်းစင်တမတွေဖြစ်တာကြောင့်ချုပ်တာရင်လှမ်းချတာတွေမရှိဘဲစိုင်းထိုးပြိုင်ထိုးကြတာပါ။ရဲစီမာဒီလိုမျိုးဖွင့်ထိုးပြီးဖြောင်ပြမှုပေးတဲ့ပွဲမျိုးကအတော်လေးကိုရှာပါရင်မြောင်စလုံးကကာဘာရန်ကြီးယူမနေပဲဖွင့်ထိုးကြတာကြောင့်မြောင်စလုံးထိပြီးကွဲတာပြေးတာပါပဲ။ဗန်ကလည်းတော်တော်လေးထိပါတယ်။ရိုဘာကဗန်ကိုလိုက်ထိုးတာပါ။ဒါပေမဲ့ချင်းလေးဗန်ကလှုပ်ရှားမှုပုံပြန်ပြီးအရှောင်းတင်းဝင်ထွက်အတော်တက်ရပါရင်ရိုဘာကိုပြိုလဲစေတဲ့အချက်တွေကတော့ဗန်ရဲ့ကောင်တာပြန်ထွက်လာတဲ့လက်သေးတွဲလုံးတွေပါ။ရိုဘာကိုတော်တော်လေးအထိနာစေခဲ့တာပါ။ဗန်ရဲ့လက်သေးတွေကတော်လေးကိုအားပါပြီးတော့ရိုဘာရဲ့မျက်နှာကိုပဲတည့်တည့်ထိတာပါ။ တတိယအခြေပြီးကနေပါတော့ဗန်အားပါတဲ့လက်သေးထိပြီးရိုဘာတယောက်လဲချသွားပါတော့တယ်ဗန်ကအပေါ်ကနေတက်ပြီးပွဲဖျက်ဖို့ကြိုးစားပေမယ့်အချိန်ဆီသွားလို့ရိုဘာတယောက်တက်တာရသွားခဲ့တာပါထိချက်ပိုင်းမှာရိုဘာပူတာတာညင်းမရပေမယ့်ဗန်ရဲ့တက်ရက်တဲ့ကစားပုံကောင်းမွန်တဲ့ထိချက်တွေနောက်ကောက်ကြသွားအောင်ထိုးနိုင်တာတွေကြောင့်အမှတ်ပုံရသွားတာပါဗန်ကတော့ flyweight champion ခပ်ဘက်ကိုစိန်ခေါ်ခွင့်ရသွားခဲ့ပြီးအနာဂတ် champion လောင်းဆိုရဲ့ဂုံပုတ်ကိုပါရရှိသွားခဲ့ပါပြီဗန်က champion ခပ်ဘက်လူဝဲအဖြစ် flyweight ရဲ့အငင်းပွားပွဲရာမရှိ champion alexander pantoja နဲ့ထိုးသက်သွားရမှာပါ ီနေ့တင်ဆက်မှုကတော့လောက်ပါပဲနောက်ဆုံးရအားစားသတင်းတွေအမမေအကြောင်းအရာကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ